Hello everyone. Welcome to our Forward Education Center. တားရသမီးတို့အားလုံးပဲမင်္ဂလာပါ။ဒီရှယ်တို့ရဲ့ Forward Education Center ကနေကြိုဆိုလိုက်ပါတယ်။ Now it is grammar time and we are going to study simple past tense verb to be. အခုချိန်အရဆိုရင်တော့တားရသမီးတို့ grammar လေးကိုလေ့လာရမယ့်အချိန်ဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတီချန်နဲ့တူတူ simple past tense က verb to be အကြောင်းလေးကိုလေ့လာမှာဖြစ်တယ်။ So let's go. ။ဒါဆိုရင် teacher တို့ simple past tense ကိုဘယ်လိုနေရာတွေမှာသုံးတယ်လဲဆိုတာကိုကြည့်ကြအောင်။ to show an action that has happened in the past and is over now to show an action အဖြစ်ပြက်တွေလှုပ်ရှားဆောင်ရွက်မှုတွေကိုဖော်ပြမယ် that has happened in the past အတိတ်ကာလတုန်းမှာဖြစ်ပျက်ခဲ့မယ် and is over now အခုလက်ရှိချိန်မှာလုံးဝပြီးဆုံးသွားတဲ့ အဖြစ်ပြက်တွေလှုပ်ရှားဆောင်ရွက်မှုတွေကိုပြောမယ်ဆိုရင် teacher တို့ simmer past tense ကိုအသုံးပြုပါတယ် okay so let's look at the examples they were in the park yesterday သူတို့မနေ့တုန်းကဘန်းချန်ထဲမှာရှိနေခဲ့တယ်ဆိုတော့ yesterday ဆိုတော့မနေ့တုန်းကဆိုတော့လုံးဝပြီးသွားပါပြီအတိတ်ကအကြောင်းအရာကို ပြောနေတာဖြစ်တဲ့အတွက်ကြောင့်မလို့ teacher တို့ W E R E were ဆိုတဲ့ verb to be simmer past tense ကိုတုံးထားပါတယ် The next example is my brother played basketball last Saturday. ကျွန်တော်ရဲ့အကိုဒီပြီးခဲ့တဲ့စနေနေ့တုန်းက basketball ကစားခဲ့သည်။ Last Saturday ပြီးခဲ့တဲ့စနေနေ့ကဆိုတာကလုံးဝပြီးသွားတဲ့အကြောင်းအရာဖြစ်ပါတယ်။ဒါကြောင့်မလို့ teacher တို့ simple past tense အနေနဲ့ P L A Y E D played ကိုသုံးပြုခဲ့တယ်။ဒါဆိုရင်ဒီမှာတစ်ချက်လောက်ကြည့်ရအောင်။ DS example sentence လေးမှာသုံးခဲ့တာက W E R E were နောက်တစ်ခုက P L A Y E D plate ဖြစ်ပါတယ်။တခြားတို့ W E R E word ကကြတော့တခြားတို့ verb to be ဖြစ်ပြီးတော့မှဒီဘက်က P L A Y E D plate ကကြတော့ action verbs ဖြစ်ပါတယ်။ဒီဗီဒီယိုလေးမှာတခြားတို့အဓိကလေ့လာရမှာကတော့ verb to be ဖြစ်တဲ့ was were အကြောင်းကိုအဓိကလေ့လာမှာဖြစ်ပါတယ်။ So let's go. ပထမအောင်ဆုံးအနေနဲ့ teacher တို့ verb to be ဆိုတာဘာတွေလဲဆိုတော့တစ်ချက်လောက်ပြန်ကြည့်ကြရအောင် verb to be ဆိုတာတချို့တော့ am is are was were be been being မဲ့ဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်တချို့တော့ဒီရဲ့ am is are တွေကို present မှာဘယ်သူတွေကိုသုံးတယ်လဲ past မှာဘယ်သူတွေကိုသုံးတယ်လဲဆိုတာကိုတစ်ချက်လောက်ပြန်ကြည့်ကြည့်ကြမယ်။ present မှာလို့ဆိုရင်ဒါတော့တမီးတို့သိထားပြတာဖြစ်တဲ့ am is are ကိုသုံးပြပါတယ်။ am ကကြတော့တချို့တော့ဘယ်သူတွေသုံးတယ်လဲဆိုလို့ရှိရင် for subject i is ကကြတော့ teacher တို့ဘာတွေ့တုံးတယ်လဲဆိုရင် for singular subject အနေကိန်းအတွက် အသုံးပြုပါတယ်ဒီတစ်ခု am နဲ့ is အတွက်ဆိုလို့ရှိရင် teacher တို့ past tense မှာဘာကိုသုံးရမလဲဆိုရင် was ကိုအသုံးပြုရပါမယ် okay teacher တို့ are ရကကြတော့ teacher တို့ for plural subject အများအကိန်းအတွက်အသုံးပြုပါတယ် teacher တို့ဒီရဲ့ are ရအတွက် teacher တို့ simple past မှာဆိုလို့ရှိရင်ဘာသုံးမလဲဆိုလို့ရှိရင် w e r e ဝယ်ကိုအသုံးပြုရပါမယ်ဒီတစ်ခါတခြားလို့လေ့လာကြမှာကြတော့ simple past tense နဲ့တွဲသုံးလေးရှိတဲ့ time expression လေးတွေပဲဖြစ်ပါတယ်ပထမဆုံးအနေနဲ့ last ဆိုတာပြီးခဲ့တော့ okay last နဲ့ဘယ်လိုမျိုးတွေတွဲသုံးလို့ရတယ်လဲဆိုရင် for example last night ပြီးခဲ့တဲ့ညက last january ပြီးခဲ့တဲ့ January လက last week ပြီးခဲ့တဲ့တပတ်က last summer ပြီးခဲ့တဲ့နွေရာသီတုန်းက last month ပြီးခဲ့တဲ့လက last weekend ပြီးခဲ့တဲ့ရက်တပတ်တုန်းက last year မနစ်တုန်းက last monday ပြီးခဲ့တဲ့သနင်္လာနေ့တုန်းက okay နောက်တစ်ခုကတော့ teacher တို့ yesterday မနေ့တုန်းကပဲဖြစ်ပါတယ် yesterday နဲ့ကြတော့ဘယ်လိုတွဲသုံးလို့ရတယ်လဲဆိုရင် yesterday morning မနေ့ကမနက်က yesterday afternoon မနေ့ကနေ့လည်ခင်းမှာ yesterday evening မနေ့ကညနေခင်းမှာဆိုပြီးတော့မှတွဲသုံးလို့ရပါတယ် the next one is ago ago ဆိုတာကလွန်ခဲ့သောပြီးသွားတဲ့အကြောင်းအရာကိုပဲပြောပါတယ် teacher တို့ ago ကြတော့ဘယ်လိုသုံးမလဲဆိုရင်2 hours ago ago ကိုတော့ teacher တို့အနောက်မှာထားပြီးသုံးတာကိုသတိပြုစေချင်ပါတယ် 2 hours ago လွန်ခဲ့တဲ့နှစ်နိုင်တုန်းက3 months ago ပြီးခဲ့တဲ့3လတုန်းက a long time ago အချိန်ကြာကြီးတုန်းက many years ago နှစ်ပေါင်းများစွာလွန်ခဲ့တဲ့နှစ်ပေါင်းများစွာက5 years ago လွန်ခဲ့တဲ့9နှစ်က Okay နောက်တစ်ခုဘာတွေလဲသုံးသပ်တယ်လဲဆိုရင် this morning ဒီနေ့မနက်မှာဆိုတာက လုံးဝပြီးသွားပါပြီ ပြီနော်နောက်တစ်ခုက in 2010 2010ခုနှစ်မှာဆိုတာလဲလုံးဝပြီးသွားတဲ့အတိတ်အကြောင်းအရာကိုပြောတာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဒီချေလို့က similar past tense နဲ့တွဲပြီးတော့မှတုံးရပါမယ် so now let's look at the example ဒီချေလို့ example လေးကို ကြည့်အောင် present မှာဆိုရင် lily is at her work lily ကသူမရဲ့အလုပ်မှာရှိနေပါတယ် present အခုလက်ရှိချိန်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီချေတော့ verb to be is လေးကိုသုံးထားတယ် past ကိုပြောမယ်ဆိုလို့ရှိရင် she was at her aunt's cafe this morning ဒီနေ့မနက်မှာ သူမက သူမရဲ့အတော်ရဲ့ cafe ဆိုင်မှာရှိနေခဲ့တယ် this morning ဒီနေ့မနက်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်မလို့ပြီးသွားတဲ့အကြောင်းအရာကိုပြောတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီချေတို့ဒီမှာဗာလေးကိုတုံးထားတယ်လဲဆိုရင် verb to be was လေးကိုတုံးထားပါတယ် The next example is John and Susie are at home. ဂျွန်နဲ့ဆူစီကအိမ်မှာရှိနေပါတယ်။ Okay past မှာကျတော့ they were at their grand grandparents house 3 months ago သူတို့က3 months ago လွန်ခဲ့တဲ့3လတုန်းကသူတို့ရဲ့အဖိုးအဖွားအိမ်မှာရှိနေခဲ့တယ်။ Okay 3 months ago ဆိုတာကအတိတ်အကြောင်းကိုပြောတာဖြစ်တဲ့ကြောင့်မလို့ဒီချေတို့ past အနေနဲ့ w e r e will ကိုအသုံးပြုရပါတယ်။ Here today is sunny ဒီနေ့ကနေတာပါတယ်ဆိုတော့ present လက်ရှိအချိန်ကို ပြောနေတာဖြစ်ပါတယ် yesterday was cloudy မနေ့ကတော့သိမ်းထူထပ်ပါတယ် past ပြီးသွားတဲ့အကြောင်းအရာကိုဖြစ် ပြောတာဖြစ်တဲ့အကြောင်းမလို့ teacher တို့ was လေးကိုသုံးထားပါတယ် okay this time i am in the zoo ကျွန်တော်က တရိတ်ဆန်ဥယျာဉ်မှာရှိနေပါတယ်ဒါက present အချိန်ကိုပြောတာဖြစ်ပါတယ်သူ past တုန်းကမလုပ်ခဲ့တယ်လဲဆိုရင် last week i was in the park last week ပြီးခဲ့တဲ့တပတ်တုန်းကကျွန်တော်ကဘန်ချန်ထဲမှာရှိနေခဲ့ပါတယ် last week ဆိုတာပြီးသွားတဲ့အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မလို့တချို့တော့ past အနေနဲ့ verb to be was လေးကိုသုံးပြပါတယ်ဒီမှာတချက်တချို့ Thai expression လေးကိုအရှိမထားပြီးသုံးလို့ရတယ်ဆိုတာကိုလည်းသတိပြုစေချင်ပါတယ် So now let's go to the next one. ဒီတစ်ခါမှာတော့ teacher တို့က wordswell လေးတွေကို sentence လေးတွေထဲမှာဘယ်လိုသုံးသလဲဆိုတာကိုကြည့်ရအောင်။ teacher တို့ပထမအဆုံးအနေနဲ့ affirmative sentence မှာဆိုရင် teacher တို့က subject လာမယ် wordswell လာပါမယ်။ For example John was at school yesterday. မနေ့တုန်းက John ကအကြောင်းမှရှင်းနေခဲ့ပါတယ်။ negative sentence အငင်းဝကြတဲ့ဆိုရင် teacher တို့က subject plus was not or were not for example the weather was not very hot teacher တို့ negative အငင်းဝကြလေးဆိုရင် not ထည့်ပေးရပါမယ် was ရဲ့အနောက်မှာ verb to be was ရဲ့အနောက်မှာ not လေးကိုထည့်ပြီးအသုံးပြုရပါတယ် the weather was not very hot ရာသီဥတုကတအားကြီးမပူပါဘူး the next one is question sentence ဒီချက်တော့မေးခွန်းဝကျလေးတွေမှာဆိုရင်ဘယ်လိုသုံးသလဲဆိုရင် was were plus subject and question mark ဒီချက်တော့ verb to be ဖြစ်တဲ့ was were လေးကို subject ရဲ့အရှိမထားပေးရပါမယ် well they at the beach last week ပြီးခဲ့တဲ့တပတ်လုံးကသူတို့ကကမ်းခြေမှာရှိနေခဲ့သလား were လေးကိုအရှိဆုံးမှာရေးပါတယ်။ were ရဲ့အနောက်မှာမှာတချို့ subject လေးကိုလာထားပါတယ်။ โอเคဒီမှာသားတို့တမီးတို့ကိုနောက်ထပ်တတိပြုစေချင်တဲ့တစ်ချက်လေးကတော့ teacher တို့က was not ကို wasn't အတူကောက်ရေးပါတယ် were not ကို want လို့အတူကောက်ရေးထားပါတယ်โอเค so that's all for today so see you in the next video so bye bye have a nice day